စာရေးဆရာနေဝင်းစံကသူရေးသားထားတဲ့စာအုပ်တွေတွေကလေးအုပ်ရဲ့မူပိုင်ခွင့်ကိုဟန်တာရီဥဝင်းနေဖောင်ဒေးရှင်းကိုနိုဝင်ဘာ29ရက်နေ့မှာလှူဒန်းလိုက်ပါတယ်။စာအုပ်ရဲ့မူပိုင်ခွင့်ကိုဘာကြောင့်လှူဒန်းတာလဲ။ဘာကြောင့်ဟန်တာရီဥဝင်းနေဖောင်ဒေးရှင်းကိုမှလှူတာလဲ။ဆရာကြီးဥဝင်းတင်ကိုကြီးညိုတဲ့လူတစ်ယောက်ဖြစ်ဖောင်ဒေးရှင်းကိုကြာရှည်တည်တံ့စေခြင်းလိုပြီးလှူဒန်းငွေနဲ့ရက်တည်နေတဲ့ဖောင်ဒေးရှင်းမှုရန်မုံငွေလိုအပ်နေတာကြောင့်သူ့အနေနဲ့စတင်လှုံ့ဆော်လိုက်တာဖြစ်တယ်လို့စာရေးဆရာနေဝင်းစံကပြောပါတယ်။ ်ပူရန်တဲ့ရွေချက်ကတော့အမတ်တကကျွန်တော်ကဆရာဝင်းတင်ကိုလေးစားကြည့်နေတယ်။နောက်သူထားရခဲ့တဲ့ foundation ကိုအတွင်းရှိစွာပြည်တတ်နိုင်လို့အတွက်ကျွန်တော်သဇုံးစဝင်ရောက်ပြင်ဆင်ချက်ပါ။အထောက်အပံ့မယ်ဆိုတာကတော့ဒါကျွန်တော်မလုပ်တာလဲဆိုတော့လုံးတော်ပြည့်တဲ့သဘောပါပဲ။နော်ကျွန်တော်တို့ foundation ကဒီရံမုံငွေနဲ့လူရန်ထောက်ပံ့ငွေနဲ့ ဟိုရက်တည်နေရတဲ့အဖွဲ့အစည်းဖြစ်ပါတယ်။ကြာရှည်အတွက်ကကျွန်တော်တို့ရံမှုငွေတွေလိုပါမယ်။ဒါအတွက်ကျွန်တော်တို့ကအပြိပေးနှိုးဆော်လိုက်ရှင်ဖြစ်ပါတယ်။စာရေးဆရာနေဝင်းဆန်ရေးသားထုတ်ဝေခဲ့တဲ့စာအုပ်ခုနှစ်ုပ်ထဲကပြုသမျှနုရရှာတဲ့ဇက်ဆရာကြီးဦးဖိုးစိန်ဘရောင်ဆန်းစုကြီးရဲ့ကဘာကျော်မိန်ကုံများမိုင်းဝင်စကားများမိုးဝထောင်ပြစ်လိုက်သောမြားဒစင်းနဲ့အခြားစာပေဆောင်မများဟန်ပြဒီမိုကရေစီဆိုရဖွင့်နေနိုင်ငံရေးကျင်းသားများအပါအဝင် နိုင်ငံရေးအတွင်းပြည်ဆောင်းပါးများစတဲ့စာအုပ်၄အုပ်ရဲ့မူပိုင်ခွင့်ကိုပြည်ဝင်နှင်းစီမှာကျင်းပတဲ့ခန္ဓာမှာလှူဒန်းခဲ့ပါတယ်။ဆရာကြီးဦးဝင်းတင်သာရှိသေးရင်ဝမ်းသာမှာဖြစ်ပြီးအားလုံးကဦးဝင်းတင်ကိုမမေ့သေးဘူးလို့သူကပြောပါတယ်။အခုလိုမူပိုင်ခွင့်လှူဒန်းလိုက်တဲ့စာအုပ်၄အုပ်စလုံးဟာပထမကြိမ်ထုတ်ဝေထားပြီးနောက်ပိုင်းထုတ်ဝေတဲ့ကြိမ်ရဲ့အကျိုးမြတ်တွေကို Foundation ကရရှိမှာဖြစ်ပါတယ်။ ကျွန်တော်အခုလိုဒီလိုပွဲလုပ်တယ်ဆိုဆရာမြင်ပို့ပြီးဝင်သားမှာပါเนาะနောက်ပြီးတော့ဆရာကိုကျွန်တော်တို့ကမမေ့သေးဘူးကျွန်တော်တို့အားလုံးကသတိရတယ်ကျွန်တော်ဒါ first edition နေပေါ့ဗျာ second edition နေအားလုံးကိုဟန်တာရီဝင်းနေ foundation ကသုံးပါဦးကျွန်တော်တို့အရင်ဆုံးကဆိုရင်ဒီမူပိုင်ဝင်းနဲ့ပတ်သက်လို့ဆရာဦးဝင်းတင်ကလည်းသူ့ရဲ့စာအုပ်တွေအားလုံးကိုဟန်တာရီဦးဝင်းနေ foundation ကိုပြုခဲ့ပါတယ်အဲ့ဒီမှာတချို့ publisher တွေထုတ်တာရှိပါတယ်အဲ့ publisher တွေကညံမှုစောကပေးတယ်ပေါ့လေ ဲ့ညံမှုကြော်ကားကိုဝင်းနေဖောင်ဒေးရှင်းနဲ့ထည့်တယ်။အခုကျတော့ကျွန်တော်တို့အစည်းအဝေးဆုံးဖြတ်ချက်အရာပြမစာရေးဆရာတွေကိုထုတ်ဝင်မပေးတော့ဘူး။ကျွန်တော်တို့ဖောင်ဒေးရှင်းကပဲထုတ်မယ်။ဟိုစိုက်တော့မထုတ်မယ်။ကုန်ကြခံမယ်။ရသလောက်ကိုဖောင်ဒေးရှင်းနဲ့ထည့်တယ်။နော်အဲ့ဒီသဘောရှိပါတယ်။စာရေးဆရာနေဝင်းဆန်ဟာ1964မှာစာပေစတင်ရေးသားခဲ့သူဖြစ်ပြီးကျောင်းသားတက်မကမှလည်းပါဝင်ခဲ့ဘူးသူတစ်ယောက်ဖြစ်ပါတယ်။စာရေးဆရာချစ်နိုင်စိတ်ပညာက စာရေးဆရာ90လောက်ပါဝင်တဲ့ချင်းနှင်းမြစ်စာပေခီမှာစတင်ရင်းနှီးခဲ့တာဖြစ်ပြီးစိတ်ကောင်းစေတနာရှိသူလို့ဆိုပါတယ်။သူဟာဘန်ဝင်တဲ့ရာရှိတယောက်ဖြစ်တယ်လို့ကျောင်းဆရာလည်းလှုပ်ခူတာကြောင့်သူ့စာရီကတိကျပြီးနားလည်လွယ်အောင်ရှင်းလင်းတယ်လို့ဆိုပါတယ်။အခုလိုမူပိုင်ခွင့်ကိုလှူတဲ့အတွက်မူရီတာပွားရပြီးတာရုခေါ်ပါတယ်လို့ပြောပါတယ်။စန်နေဝိဆန်ဟာအာဘန်ဝန်တန်းလို့ပါဆိုတော့တိကျတဲ့စနစ်ရှိရတယ်။ကျူရှင်ဆရာလှုပ်ခဲ့တဲ့အတွက် အတင်ပြလိမ့်ပါလေအောင် comprehension ပါဝါရှိအောင်သူ ရှင်းလင်းအောင် ပေါ်လွင်အောင်ပတာရကုန်မြောက်အောင်ရေးတဲ့အခုဆိုင်ဆရာအနေနဲ့ဒီလေးဦးလုံးဟာကောင်းတယ်ဆိုတဲ့ကျွန်တော်ပြောလို့ဒါကြိုက်တယ်လူကောင်းမှာပဲမကြိုက်တယ်လူမကောင်းဘူးကန့်ညီတယ်လို့မဟုတ်ဘူးတော်တော်သူဟာလူတော်လူကောင်းတယောက်ဖြစ်တယ်ခင်မင်းလေးစားဆရာကောင်းတယ်မိတ်ဆွေတူဖြစ်တယ်ဒီပွဲကိုသူမူဝိုင်ခွင့် copyright ရှိတဲ့သူရေးတဲ့စာအုပ်လေးဦးလုံးကိုလူလမ်းမှုတွေပြုတဲ့ foundation ကို ူရန်တဲ့အတွက်ငါတို့အမှုမော်ဒလာပြူတာကိုဝန်တာကုန်ယူတဲ့အနေနဲ့အပေးရောက်ခြင်းဖြစ်ပါတယ်ကျွန်တော်အနေနဲ့ဝန်တာရယ်ဥရီလာပွားပါတယ်ငါတို့အမှုမော်ဒလာခေါ်ပါတယ်စာအုပ်မူပိုင်ခွင့်လှူဒန်းပွဲမှာလေ NLD ပညာရေးကွန်ရက်ဒေါခင်ဂျီဖောင်ဒေးရှင်းနိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးတင်နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့နဲ့မြန်မာနိုင်ငံစာရေးဆရာများအသင်းတို့ကလည်းစာအုပ်တွေလှူဒန်းခဲ့ပါတယ်